အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်ဆယ်လပိုင်းမှာ တွေ့ကြုံလာရမယ်တနင်္ဂနွေသားသမီးတွေရဲ့တလတာရအစိုးကောင်းလေးကိုတုံးသက်ပေးမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကြည့်တဲ့ကျွန်တော်ရဲ့ main ဆွေနေကိုယ့်ရဲ့ဆယ်လပိုင်းမှာကံအစိုးအကောင်းတွေကိုတရှိချင်နေဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဆောင်ရဆောင်ရလေးတွေကိုတရှိခွင့်ရပါစေလို့အဲဒီဗီဒီယိုကနေတစ်ဆင့်ပြောကြားပေးချင်ပါတယ် ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်ကြောင့်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘေးရင်ရတရားရင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတစ်ယောက်လည်းဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်ကျွန်တော်ပြပြပေးနေတဲ့ဘေးရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တဲလာပိုင်းကလာတာမှာတွေ့ကြုံလာမယ်တင်းငွေတွေတာသမီတွေရဲ့ကံစိုးကောင်းကိုစတင်ပြီးတော့ကျွန်တော်တို့ဟောကြားအောင်အဲ့တော့နံပါတ်1အနေနဲ့တွေ့ကြုံလာမယ်တင်းငွေတွေတာသမီတွေရဲ့ ကိုယ်ပိုင်လုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အယူဆအသွေးခေါ်တွေလဲမနေတတ်ပါတယ်။စီးပွားရေးမှာကိုထင်ထားတာကတခုတကယ်တမ်းဖြစ်နေတာတခုဒါကြောင့်မလို့စဉ်းစားတွေးခေါ်ထားတဲ့အရာတွေဤမန်ဟိုဟာမျှော်လင့်ထားတဲ့အရာတွေဒီလိုအချိန်မှာဖြစ်လာဖို့အတွက်ခက်ခဲတယ်ဆိုတဲ့အချိန်ဒီအပိုင်းခြားတခုကိုဖော်ပြထားပါတယ်။စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေအရေးတကြီးလိုလာတဲ့အခါငွေကိုလွယ်လွယ်ကူကူနဲ့ရှာဖွေတဲ့အခါမှာဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့်မလို့သူများဒီမှာငွေချင်းကားတာမျိုးအဲအလောင်းကစားလောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်မျက်မဲ့ချင်းပြီးတော့ပေါ့နော်ဟိုအရန်လွယ်ကူတယ်မျက်မဲ့ချင်းပြီးတော့ပတ်စံပုံသွားပြီးထဲလိုက်တဲ့အရာမျိုးတွေဟာကိုယ့်အတွက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်မလို့ပြောချင်တာကတော့လောဘစိတ်တိတ်ဟိုအများကြီးထားလို့တော့မရဘူးပေါ့နော်လောဘစိတ်အရန်များွားတဲ့ခါကျရင်ကျွန်တော်တို့ဥမာသူများကိုယ်မဲ့လုံးပေးတာဖြစ်ဒီကိစ္စမှာငွေထည့်ရင်ဘယ်လောက်မြတ်မဲ့ အဲထဲရင်တော့ဘလောက်အဆင်ပြေမလဲစတဲ့ပြကိုကယုံကြည်ပြီးတော့သွားထဲလိုက်မယ်ဆိုလို့ရှိရင်ကိုယ်ငွေကြီးမြုပ်တာတွေပြန်မပေါ်တာတွေဆုံးရှုံးတာတွေလိမ်ခံထိတာတွေဒီလိုမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်ဒါကြောင့်မလို့လက်ရှိရှိနေတဲ့ကိုယ်အလုပ်ကိုပဲလုပ်ငန်းရဲ့အခြေအနေကအရင်အစိုးရထဲမှာလည်းပြနေတာမဟုတ်အကောင့်ထဲမှာလည်းပြနေတာမဟုတ်ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိုပဲတိတိကျကျဗယူးစိုက်ပြီးတော့လောက်ဆောင်ပါအလုံးကြီးပါနဲ့အဲဒါကတော့ကျွန်တော်အကြံပေးတာပေါ့နော်နောက်တစ်ခုကတော့တွေ့ကြုံလာမယ်တနင်္ဂနွေသားသမီးတွေငွေကြီးကိစ္စတွေပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် အဲဒီလိုအချိန်တွေမျိုးမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြေးတွေအဲကျွန်တော်တို့အထိုက်လျောက်ရရှိလာတယ်ဆိုတော့ဟိုကိုသူများကိုချီးတာတဲ့ငွေပဲဖြစ်ဖြစ်လုပ်ငန်းရရှိတဲ့ငွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုကိုရစရာရှိဖို့ရဖို့အတွက်ပြန်ရှိနေတဲ့ငွေတွေဒီလိုကာလမျိုးမှာအပြည့်ဝမဟုတ်ရင်တော့မှာပေါ့နော်အတိုင်းအတာတစ်ခုထိပြန်လဲပြီးတော့ရရှိလာနိုင်တဲ့အချိန်ဒီအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းနဲ့ငွေကြေးကိစ္စမှာတော့တိုက်တီတီမမာကြီးထိခိုက်တာဆုံးရှုံးတာမျိုးမရှိဘူးဝင်ငွေထွက်ငွေမြတ်တာမှုတော့ သူ့အတူရှိနေတတ်တယ်။အာဘာထူးခြားနေလဲလို့ပြောမယ်ဆိုရင်ရရရှိတဲ့ငွေကြေးတွေအထက်လျောက်ပြန်ရမယ်ဆိုတဲ့ထူးခြားမှုတစ်ခုကတော့ငွေကြေးကိစ္စတွေမှာကျွန်တော်သွားပြီးတော့တွေ့ရှိနေရပါတယ်။နောက်တစ်ခုကတော့ကျမကြီးကိစ္စအရင်ပတ်သက်တဲ့အပိုင်းတွေမှာတော့ဥကောင်းကြိုက်ခဲတာမျိုးတွေဥမာခေါင်းထုတ်ခေါင်းကြိုက်ညင်ယူเนาะဥကောင်းနဲ့ပတ်သက်ပြီးတော့အလားကျင်မှုကြိုက်ခဲမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဥမာသွေးတိုးရှိနေတဲ့လူတွေသွေးကြယောဂရှိနေတဲ့လူတွေပုံပုံပြတော့ဒီလိုကာလမျိုးမှာ ရင်းဆိုင်စီခြင်းနဲ့နောက်တစ်ခုကဥကောင်းထိတိုက်ခံရရတာမျိုးတွေထိမိရှာမိတာမျိုးတွေကျွန်တော်တို့ကြုံတွေ့လာရတတ်ပါတယ်ဒီဘိုင်းကြီးကိုတော့နည်းနည်းလေးခရုစားဖို့အတွက်လောပါလိမ့်မယ်နောက်တစ်ခုကတော့တနင်္ဂနွေတာသမီတွေရဲ့အခြေအကိစ္စနဲ့ပတ်သက်ပြီးတော့ဟောကြားပေးချင်ပါတယ်အစင်မပြေတာတွေပြန်လည်ပြီးတော့အစင်ပြေလာတဲ့အခြေအနေပိုင်းခြားတစ်ခုကိုအပြုံးကူးပြောင်းလာပါမယ်ရံဖြစ်ထားတဲ့စကားများထားတဲ့ချစ်သူနဲ့စကားမပြောဖြစ်ဘူးစိတ်ကောက်နေတဲ့လူကြီးပြန်လည်ပြီးတော့အစင်ပြေလာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုကိုဖော်ပြထားပါတယ်ဒါကြောင့်မို့ဒီလိုကာလမျိုးမှာ အခြေအကိစ္စမှာရံဖြစ်တဲ့စကားများတယ်ဆိုလို့ရှိရင်ပြန်လဲပြီးတော့အဆင်ပြေလာနိုင်မှုအတွက်အခွင့်အလမ်းကောင်းတွေများစွာတွေ့ကြုံရမယ်ခံစားရမယ်ဆိုတဲ့အပိုင်းအခြားမျိုးကိုဖော်ပြနေပါတယ်။ဒါကြောင့်မလို့အခြေအကိစ္စထိုင်လျောက်ကံကောင်းတယ်လို့ပဲသုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကွန်ပျူတာစုနဲ့အတူခရီးသွားရတာမျိုးတွေအာဖျားမှုခရီးပဲဖြစ်ဖြစ်ပေါ့ဗျာ။အလုံးနဲ့ပတ်သက်ပြီးသွားတာပဲဖြစ်ဖြစ်ပေါ့နော်။ဒီလိုခရီးထွက်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။နောက်တစ်ခါကိုယ့်ရဲ့မိသားစုကိုမလိုလားအပ်တဲ့လူတွေရဲ့တိုက်ခိုက်ခြင်းဝေဖန်ခြင်းပြောဆိုခြင်းအဲ တွေ့ကြုံလာတတ်တယ်ပေါ့နော်ဥပမာဘေးပတ်ဝန်းကျင်ပဲဖြစ်ကိုယ်ဆွေမျိုးသားချင်းပဲဖြစ်ကိုယ်မိတ်ဆွေအဖုံးတင်ရမယ်ဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုပေါ်ကိုအနာလိုတာမျိုးတွေတပုတ်လေးလွင်ပြောဆိုတာမျိုးတွေစားဖြစ်ဒီလိုအတင်းပြင်းစကားတွေပြန်လဲပြီးတော့ကြားတတ်ပါတယ်မိတ်ဆွေဒေါရဖြစ်ပြီးတော့သူသူတို့သွားပြီးတော့ရံမလို့ပါနဲ့ကိုယ့်ဘက်ကဒေါရဖြစ်ပြီးပြန်ပြောတယ်ဆိုရင်အဲကိစ္စပြီးနိုင်ပြီးမှာမဟုတ်တော့ဘူးဒါပေမဲ့သူတို့ရဲ့ပြောဆိုမှုကကိုယ့်တက်ဘာမှထိခိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့တိတ်အရင်အဲ့ဒီပေါ်ကိုဒေါတာမထွက်နိုင်လို့မှာချင်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာအထက်လူကြီးတွေနဲ့ အထင်မြင်လွဲမှားမှုတွေတွေ့ကြုံလာတတ်တယ်။ဆိုတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်အထိုက်ရောက်တော့ဆင်ပြေတယ်။ဒါပေမဲ့လူကြီးနဲ့ပတ်သက်ဆက်ဆံတဲ့အခါမှာကိုကတော့တဘောယိုယိုသားသားနဲ့ပြောလိုက်တာပဲ။တဘောယိုယိုသားသားနဲ့လှုပ်လိုက်တာပဲ။ဒါပေမဲ့ကိုယ့်ရဲ့အထက်လူကြီးကကိုပြောတာတွေကိုလှုပ်တာတွေကိုတမျိုးမြင်ပြီးတော့ကိုယ့်ဘောအမြင်ဆောင်တာတွေနားလည်မကွဲလွဲတာတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်လို့ဝန်ထမ်းတွေကဒီကာလမှာကိုယ့်အထက်လူကြီးကြီးကိုယ့်အုပ်ချုပ်နေတဲ့မန်နေဂျမန့်တင်းနေတဲ့အလုပ်လုပ်တော့မယ်ဆိုရင်တေးသေးချာချာဂါဂနနာရှင်းပြအလင်းပြပြီးတော့မှပြုတ်လုပ်ပါ အပီပီယောကွာဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့ဒီအထက်လူကြီးနဲ့ကိုရင်းနဲ့ဂျားထဲမှာဒါသာသာတင်မှုအားနေတာတွေတွေ့ကြုံလာရနိုင်ပါတယ်။နောက်တစ်ခါတော့တွေ့ကြုံလာမယ့်ကျွန်တော်ရဲ့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာအတန်းပညာရေးချင်းထက်အတတ်ပညာအသိပညာနဲ့ပတ်သက်ပြီးတော့စီးပူးလေ့လာမယ့်လူတွေတော့ စိုက်ခဏကျွန်တော်ဟိုဟာပြောနေနေကျွန်တော်ရဲ့ဗီဒီယို Viber ဖုန်းခေါ်လိုက်လို့နည်းနည်းလေးအတန်အထင်ကောဖြစ်သွားတာရှိနေတော့နားလည်ပြပါခွင့်လို့ပြပါဘောနော်အဲ့တော့ခဏပြောလို့ပေါ့နော်အသိပညာအတတ်ပညာနဲ့ပတ်သက်ပြီးတော့စီဖူးလေးလာတဲ့လူတွေအတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိရဲတမ်မေဝမ်းကျောင်းပညာရေးနဲ့ပတ်သက်ပြီးသင်ကြားမယ်ဆိုရင်ပို့အားကောင်းတယ်အတန်ပညာရေးချင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းတော့အားရရပြရတယ်ဒါတော့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်နောက်ချက်ကတော့နိုင်ငံခြားသွားတဲ့ကိစ္စနိုင်ငံခြားကံပေါ့အားနေနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ် တော့ဘုဒ္ဓအခက်ခဲတွေများစွာနဲ့ကြုံတွေ့ရတတ်တယ်အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရလာတတ်တယ်တခါလေကြရင်ဘွားရှင်စိတ်ကင်းမဲ့လောက်အောင်ဖြစ်ပြီးတော့တော်ပြီပါဒီမှာပဲငါတခုလုံးရင်ကောင်းမလားဆိုတဲ့အတွေ့အကြုံတွေးတွေးမိနေလိမ့်မယ်ဟိုတွားရင်ကောင်းမလားမတွားရင်ကောင်းမလားစဖြစ်တွေ့ဝေစိတ်များစွာနဲ့ဒီလိုကာလမျိုးမှာတက်ကြွနေရတတ်ပါတယ်ဒါကြောင့်လို့ကျွန်တော်ဆယ်လပိုင်းမှာနိုင်ငံသားတွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်မိတ်ဆွေတွေရှိတယ်ဆိုရင်စိတ်မတင်မကြစိတ်ဖြစ်ပေါ်နေတတ်တယ်တွားဖို့အတွက်လည်းခက်ခဲနေတဲ့ကာလတွေဖြစ်ပါတယ်လို့ပြောကြရင်းနေပဲကျွန်တော်ရဲ့တလတာတုံတက်မှု ဟောကြားမှုအစီအစဉ်လေးကိုဒီမှာပဲဇနခွင့်ပြုပါတနင်္ဂနွေတာသမီလည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ပါဖော်ပြချင်ပါတယ်